ဖေးဖေးဒီရက်တွေနီးတာတွေနီးတာစိတ်ထဲမှာလည်းတိတ်ပြီးတော့ခံစားချက်ကတိတ်မကောင်းဘူးငါအမေနာမှာမရှိတဲ့အခြေအနေများပေါ့နော်အမေတခုမြတ်ဖြစ်သွားခဲ့လို့ရှင်ဆိုတော့မျိုးအတွေ့ရဝင်တဲ့ခါကျတော့အခုအမေနာမှာပဲတောက်လျှောက်ကိုအခုနေဖြစ်တာအာတားရှိလို့ရှင်အမေအားရှိတယ်တဲ့အာတားမရှိလို့ရှင်တော့စိတ်အားငယ်တယ်ပေါ့နော်ကိုတော့ကတရက်ပဲဖြစ်ဖြစ်တမနဲ့ပဲဖြစ်ဖြစ်ရှိနေသေးချင်တာပေါ့နော်အမေတယောက်လုံးဆုံးရှုံးရတဲ့ခံစားချက်ကတော့ဘာမှမတူဘူးပေါ့နော် ော့အလိုပဲပေမေမဲဆွဆော်ဖို့မအမေအမေကဟိုကင်ဆာရောဂါဖြစ်နေတာကြာပြီပေါ့နော်လွန်ခဲ့တဲ့6နှစ်လောက်တည်းကအမေကရင်သားကင်ဆာဖြစ်ပေါ့နော်နာနေလာဖြစ်တော့အဲ့တော့အခွဲထုတ်လိုက်ပြီးတော့လိုအပ်တဲ့ဟောပေါ့နော်ဆေးသွင်းနိုင်ပါလို့လို့တာပေါ့နော်အဲ့လိုပုံဆိုတဲ့အခါကျတော့အဲ့မှာတော့ဒီအဲ့၅နှစ်လုံးလုံးကတော့ပုံမှန်ဆက်ဆေးမှုတွေလုပ်တဲ့အခါကျတော့အဆင်ပြေတယ်ဒီ၅နှစ်ကြော်လာတဲ့အချိန်မှာတော့အမေအဲ့တွေးရရပေါ့နော်အဲ့တွေးရ ပုံမှန်ဆစ်ဆစ်တဲ့အချိန်မှာတွေးရတယ်ကင်ဆာဓာတ်တွေမြင့်နေမြင့်တက်လာအဲ့လိုပေါ့အဲ့လိုမျိုးဆိုတော့ကျတော့ဟိုပြန်ပြီးဆစ်ဆစ်တဲ့အခါကျတော့အဆုတ်မှာကင်ဆာဖြစ်နေတာတွေ့ရပေါ့နော်စီးကျူရတဲ့အခံလည်းရှိတယ်နောက်ပြီးတော့ဟိုစားတော့လည်းတိတ်ပြီးတော့မဝင်တာလည်းပါတဲ့အခါကျတော့ဟိုတက်တာလည်းမတက်တာလည်းပေါ့နောက်ပိုင်းကျတော့မေးရအဲ့လိုတဲ့ဆေးဆစ်တဲ့ဆေးဆစ်တာလိုတဲ့အခါကျတော့အဆုတ်ကလည်းဒီအဆုတ်ကလည်းခဲဆိုတော့ရေလည်းနေဝင်နေပေါ့နော်အဲနောက်ပြီးတော့အယိုးမှလည်းကင်ဆာဆေးကပြန့်နေပြီ အုံနောက်မှာလည်းကင်ဆာအခြေရှိတဲ့အခါကျတော့ယောဂရီရည်များရဲ့စီးကျိုးတဲ့ရှိတဲ့အခါကျတော့အရင် ကြီးတော့ဟိုမျောလင်းလို့တော့မရဘူးပေါ့။ဒါပေမဲ့အမေရဲ့အခြေအနေကိုကျွန်တော်တို့တိသွားပြီဆိုတော့အချိန်မှာတော့ဒါကိုမိသားစုဝင်နေအနေနဲ့ကတော့အတက်နိုင်ဆုံးအကောင်းဆုံးပေါ့နော်။သူ့ရဲ့ကျန်းမာရေးအတွက်ကုသမှုတွေအကောင်းဆုံးတုတ်ပေးတယ်။နောက်တစ်ဖက်ကကျွန်တော်တို့ဒါဘာသာတရားအရအကောင်းဆုံးကြိုးစားကြမယ်ဆိုတော့စိတ်နဲ့ပဲဒါအမေတို့အတက်နိုင်ဆုံးအကောင်းဆုံးကုသပေးခဲ့တာပေါ့နော်။ကြားလာကြားလာ ငနေရက်တော့မှသာသူ့ကိုသူမရတော့ဆိုတာတိတိချင်းမှတိသွားလိမ့်မယ်ပေါ့ဒါပေမဲ့အဲ့မတန်ငယ်တိကအကူရောလည်းသူ့ကိုမပြောတော့ဘူးမပြောတော့ဆိုတော့ကသူအဆုတ်အဆုတ်မှရေဝင်နေတယ်အဆုတ်နေနဲ့ခဲတဲ့ဟာမျိုးလေးပေါ့နော်အဲ့ဟာမျိုးလေးဖြစ်နေတယ်နှလုံးအားနေနေတယ်ပေါ့နော်အဲ့ဒါကိုအဲ့အဲ့တော့ပဲအကူရောပြောထားတယ်ဘာလို့အမေဟိုစိတ်စိတ်ပန်းဆိုင်ရမှာပေါ့နော်တခုဖြစ်တော့ရှင်ဟိုကိုလို့ဟိုသူစိတ်စိတ်ကြောက်အောင်มาတယ်ရှိုးတာပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျအဲ့လိုမပြောထားတဲ့ခါအမေကအဲ့လိုမျိုးတော့မရှိဘူးဒါပေမဲ့အဲ့ အဲအဲ့ပြီးခဲ့တဲ့အဲ့မဆုံးငယ်ရက်ပိုင်းလေးမှာအဲ့လိုမျိုးသူနည်းနည်းလေးမောတဲ့အချိန်တော့ဘာအပေါ်စင်သူဟိုဟိုရှိတဲ့အချိန်ဆိုသူမျိုးဖွင့်ကြည့်မျိုးဖွင့်ကြည့်လို့ရှင်အကိုတွေ့တွေ့လို့ရှင်အာသူကမျိုးပြန်မိသွားအောင်အပြီးခဏနေအမျိုးဖွင့်ကြည့်ပြန်ဟိုကြီးဒီကြီးအကိုတွေအားနဲ့အဟိုအကိုကကြည့်တော့ဟိုခုရဲ့ဟောပေါ့နော်အမေမျိုးဖွင့်ကြည့်တဲ့အချိန်မှာတဲ့အာသားရှိလို့ရှင်မေအားရှိတယ်တဲ့အာ ตาไม่ชี้รู้ရှင်เนาะอเมโหอนุโมทนาซะรู้ရှင်เนี่ยเอ่อสိတ်อ้าเหงเลยวะเนาะไอ้หลุมเปาะอเมรู้ตาชี้บาเลยรู้อเมอ่ะเลยรู้อเมไปนามารู้อ่าตาทอช่อปอเนาะอเมไปนามาตาถ่ายนี่ล่ะรู้อเมสิสิเอได้อเมนะรู้อเมม้อเมรู้สกาอายไม่ပြောเลยรู้เอ่ออเมไปนามาตาถ่ายอ่ะกูเอ่ออเมไปนานี่มาถ่ายပြောน่ะမင်းချော်ရပါနေပြီဗောနော်အဲဆော့နေပြီအဲသူမျိုးနှုတ်ဖွင့်ကြည့်မျိုးနှုတ်ဖွင့်ကြည့်အကိုအကိုတွေ့အကိုတွေ့ဟိုကြီးဒီကြီးကြည့်လိုက် ပြီးတော့ရှင်နာမျိုးလုံးနဲ့မှိတ်သွားလိုက်တဖြည်းဖြည်းဒီရက်တွေနီးတာတွေနီးတာဆေးထဲမှာလည်းတိတ်ပြီးတော့ခံစားချက်ကတိတ်မကောင်းမကောင်းတဲ့အခါကျတော့ဟိုငါအမေနာမှာမရှိတဲ့အခြေအနေများပေါ့နော်အမေတခုမြတ်ဖြစ်သွားခဲ့လို့ရှင်ဆိုတော့မျိုးအတွေ့ရဝင်တဲ့အခါကျတော့အမေနာမှာပဲတောက်လျှောက်ကိုအခုနေဖြစ်တာအဲဆေးဥမှာပဲအဲဆေးဥမှာပဲနေဆေးဥမှာပဲစားပေါ့နော်အဲ့လိုမျိုးပြီးတော့တည်နေတာပေါ့နော်ဒါကိုဆုံးရှုံးလာဆိုတော့တည်နေတဲ့အခါကျတော့ဟိုနောင်နာမရအောင်ငါနားမရှိနေမှာအကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့တော့ အဲညာဘက်ဆိုလို့ရှိရင်အမေနာမှာထိုင်နေအမေလက်ကလေးကိုကင်ပေးတာပြီးတော့အဲ့ဒါအမေသာပဋ္ဌာန်းယူမယ်နော်ပေးရယူမယ်နော်ဆိုတာဒီစားပြောပြသူ့ဘေးနားမှာထိုင်ပြီးတော့ယူပေးတယ်ယူပေးပြီးလို့ရှိရင်ဒီကုသိုလ်ကအမေနဲ့တားနေအတူတူပဲနော်အမေတာရုခေါ်ပါ냐ဆိုပြီးတော့အဲ့လိုမျိုးလေးပေါ့နော်ဒါနောက်နောက်ဟိုပါပေါ့သူ့ရဲ့နောက်ဆုံးအချိန်ထိကိုဟိုဟာဟိုကျွန်တော်ဒုတ်ပေးအတူတူရှိပေးနိုင်တယ်ဒုတ်ပေးနိုင်တယ်နောက်ပြီးတော့ဒီတစ်ခေါက်အမေနေကောင်းလို့စေးဝါစေးမယ်ဆိုလို့ရှိရင်တားဟာဒါအထိတ်ချန်တာလေစေးဝါစေးလို့ဆိုရင်တား ဟိုဟာဒေါ်နဘတ်ပေါ့နော်ရဟန်းဝင်မယ်အဲ့ဒါအမေမှအမေမှတ်မိတယ်နော်မှတက်ပုံလေးထုတ်ပြပေါ့နော်ဖုန်းထဲကနေပြီးတော့မှအမေနဲ့တားနေလေးမှအမေကမေတ္တာရှင်ဝတ်ထားတာတားဖုန်းယူဝတ်ထားတာအာအဖေကတော့ဒါရေးစာဝင်တာအဲ့လိုဟိုဟာဘယ်မှာတောက်ပစ်တာဘလို့အဲ့လိုပဲပေါ့နော်သူ့အဓိကတွေကုသိုလ်စေတွေဟိုသူရှိနေတော့သူလုပ်ခဲ့တဲ့ကုသိုလ်တွေပြန်ပြီးတော့အမှတ်ရနေအောင်လို့အဲ့လိုမျိုးတွေပြန်ပြီးတော့ပြောပေးရတာပေါ့နော် ဖေဆိုလို့ရှိရင်လည်းဒါဟိုမိုးကိုဆရာတော်ဖရာကြီးရဲ့တရားတွေလည်းဖွင့်ပေးတယ်ဟာတရားတွေအဓိကအဲရှုသွင်းရှုထုတ်ဒီဝိပဿနာကိုဟိုအဓိကဦးစားပေးပြီးတော့လုပ်ပေးရတာပေါ့ဟိုနောက်တစ်ခုကဟိုတာသမီတယောက်အနေနဲ့ကြည့်မယ်ဆိုရှင်တော့ဒါကိုမိပါပေါ့နော်ကိုအမေဆိုလို့ရှိရင်ဒါကိုတော့ကတရက်ပဲဖြစ်ဖြစ်တမနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒါသူတို့ရှိနေတယ်ဆိုတော့ကိုတော့ကဟိုကိုတော့ကအဲ့လိုမျိုးရှိနေစေချင်တာပေါ့နော်ဒါပေမဲ့လည်းဟိုအမှုလို့ကမြင်နေရစိတ်ဝင်တော်တာရက်ကကြားအချိန်မှာ तू တွေးတွေးတွေဖောက်သေးတွေတွင်းတွေးကြိုးတွေရတယ်ပါဝင်တော့ဘောနော်ပါဝင်တဲ့ခါကျတော့ဟိုသူခံစားနေရအဲ့အဲ့တခါထိုးရတယ်ထိုးရတယ်သူမျက်နာကသူဘယ်လိုပဲဟိုပါဖြစ်ဖြစ်သူမျက်နာနာကျင်သွားတဲ့ဥစ္စာအဲ့ဒါကြီးကကိုကမြင်နေရတယ်မြင်တဲ့ခါကျတော့အဲ့ဒါကြီးကိုကျတော့ကိုကလည်းမခံစားသေးဘူးဘောနော်ကိုအမေကိုဒါမဲ့တားကြောက်နေနေကြတော့လေဒါကိုအမေကိုကိုနားမှာ ဟိုတနေတော့ဆွဲထားခြင်းနဲ့ပေါ့အဲ့လိုစိတ်တွေကတော့လွန်ဆွဲနေတာပေါ့ကိုအတာနဲ့ကိုမိဘမနာဟိုမဆုံးချိုးခြင်းနဲ့စိတ်နဲ့အဲသူနာကျင်ခံစားနေစိတ်နဲ့ပြုလို့ပေါ့ဒါပေမဲ့လေဟိုအတက်နံဆုံးပေါ့နော်အတက်နံဆုံးတော့ဒါသူကမ်ပါတော့ပေါ့အမေတောင်းတတလေးပဲဟိုထွက်ခွာသွားနိုင်တယ်နောက်ပြီးတော့သူဘွာကူကောင်းနေမယ်လို့လည်းယုံကြည်တယ်ဘာလို့ဆိုတော့အမေကဟိုပါပေါ့ဟို တစ်လျှောက်လုံးမှာအဘိုးတို့မိသားစုတွေပုံမှာပဲဖြစ်သူများတစင်းကျင်တယ်မှာဖြစ်အမြင်နဲ့သူကမေတ္တာနဲ့ပဲဆက်ဆံတယ်ကောင်းကောင်းမှုပဲဆက်ဆံတယ်ဟိုသူသူကအဲ့လိုဟိုမတော်လောဘဆံမှုပဲဖြစ်တခြားဟိုပူတောင်စေတဲ့စိတ်မျိုးအကုသိုလ်စိတ်မျိုးမရှိတဲ့အခါကျတော့အမေကအဲ့လိုပဲကောင်းကောင်းမှုနဲ့သူပွားကူးကောင်းကောင်းနဲ့ပဲသူကောင်းတဲ့နေရာပေါ့နော်ရောက်သွားလိမ့်မယ်လို့လည်းအဘိုးကဟိုစိတ်ထဲမှာအဲ့လိုမျိုးတွေးထားတယ်ပေါ့နော်နောက်ပြီးတော့တန်းတန်းဆုံးနဲ့ဟောငါလည်းငါအမေကို ဟိုဟာပေါ့အထက်နဲ့ဆုံးအကောင်းဆုံးပြုစုပေးနိုင်ခဲ့တယ်ဒါဘာသာရေးနဲ့ပတ်သက်ပြီးလို့ဆိုလို့ရှိရင်လည်းအကုန်လုံးထုတ်ပေးနိုင်ခဲ့တယ်ဆိုတော့အတွေးမျိုးပေါ့နော်နောက်ဆုံးအခုအမေဆုံးကန်ဒီဟိုဒီမင်းနဲ့လို့ဆုံးမယ်ဆိုလို့ရှိရင်မင်းရဲ့မင်းနဲ့ဖန်နဲ့လို့ဆုံးမယ်ဆိုဒီနေ့ကိုအချိန်မျိုးပေါ့နော်အဲသူဝန်သွားခြင်းနဲ့ဆိုဝန်သွားမယ်ဆိုတော့ဝန်သွားဝန်သွားတဲ့အမေအခုအခုရှိလို့ရှိရင်တော့သူစီးရဝန်အကုန်အကုန်ထုတ်ပေးရခါကျတော့အကုန်လုံးလှုပ်ပေးလိုက်နိုင်တယ်ပေါ့နော်သူရဲ့နောက်ဆုံးအချိန်မှာဆိုတဲ့ခါကျတော့အဲ့စစ်တင်တော့အဲဖြေသောင်းတော့တွေ့ရတယ်ဒါပေမဲ့ ဟိုကိုယ့်ရဲ့အမေတယောက်လုံးဆုံးရှုံးရတဲ့ခံစားချက်ကတော့ဘာမှမတူဘူးပေါ့နော်အဲ့အဲ့ဒါတော့ရှိတာပေါ့ဟုတ်